အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့999 Burmese USA News YouTube Channel ကနေပြန်လည်ကြိုဆိုပါရစေကျွန်တော်နာမည်ကတော့ Mr. Nine ဖြစ်ပါတယ်အမေရိကရဲ့မြန်မာအင်္ဂလိပ်ဘာသာပြန် Certified Interpreter တယောက်ဖြစ်ပါတယ်ဒီကနေ့ကျွန်တော်ဘာသာပြန်တင်ဆက်ပေးသွားမယ့်သတင်းကတော့ပုတ်ယဟန်မင်းကြီးရဲ့အတုဘကိုအကြောင်းပြုပြီးတော့ Trump ရဲ့အကူအညီရအောင် Ukraine သမ္မတကချဉ်းကပ်လိုက်တယ်ဆိုတဲ့အကြောင်းပဲဖြစ်ပါတယ်တတိယပြည်ဆောင်ကတော့ ABC News က April 26 2025မှာထုတ်ပြန်သွားတာကတော့ Donald Trump ဟာ ဗာတီကန်နန်းတော်ကပုပ်ယဟန်မင်းကြီးရဲ့အတုဘကို အခြားနိုင်ငံက ခေါင်းဆောင်တွေနဲ့အတူလာရောက်တက်ရောက်တဲ့အခါဇလန်စကီကရုရှားနဲ့သူ့နိုင်ငံကိစ္စကူညီပါရန်အကူအညီတောင်းခံလို့သမရထရမ်ကစကားပြန်လဲပြောခဲ့ပြီးတော့လူမှုကွန်ရက်မှာရုရှားနဲ့ယူကရိန်းတို့ ကိစ္စအခြေအနေကောင်းမွန်တော့မဲ့အဆင့်ကိုရောက်တော့မယ်လို့ရေးသားလိုက်ပါတယ်။အသေးစိတ်ကတော့စိန့်ပီတာ ဘက်ဆလီကာမှာပုပ်ယဟန်မင်းကြီးရဲ့အတုပအခမ်းအနားမပြုလုပ်ခင်ယူကရိန်းသမ္မတဇလန်စကီကထရမ့်အားနှစ်ကိုကြားစကားပြောပေးရစီဆိုပြီးခမ်းမတော့တစ်ခုမှဆွေးနွေးခဲ့မှုတစ်ခုပြုလုပ်ခဲ့ကြပါတယ်အဲ့ဒီလိုသူတို့နှစ်ယောက်အတူတူ မထိုင်ခင်မှာလည်းပြင်သစ်သမ္မတအမ်နျူဝယ်မက်ခရွန်ကတဲ့သမ္မတထရမ့်နဲ့ဇလန်စကီတို့နဲ့စကားပြောခဲ့ပါသေးတယ် အင်ပြူတော်မှပြောရေးဆိုခွင့်ရှိသူဒါရိုက်တာစတီဗန်ချောင်းကဒေါ်သမရထရမ့်နဲ့ဇလန်စကီတို့ရဲ့တည်သန့်ဆွေးနွေးမှုဟာ တိုးတက်မှုတွေတွေ့ရပါတယ်အသေးစိတ်တော့နောက်မှထုတ်ပြန်သွားမှာမယ်လို့ပြောပါတယ်ဇလန်စကီကလည်း X Media မှာ သူနဲ့သမရထရမ့်နဲ့ကိစ္စမြောက်များစွာဆွေးနွေးဖြစ်ခဲ့ကြောင်းအထူးအကြောင်းအရာများကိုဆွေးနွေးဖြစ်ခဲ့ကြောင်းကျွန်တော်နိုင်ငံသားတွေရဲ့အသက်တွေကိုကာကွယ်ဖို့ အပြစ်ခတ်ရစရေးပြုလုပ်ဖို့ငြိမ်းချမ်းရေးယူပြီးတော့ရုရှားနဲ့ဆက်လက်တိုက်ပွဲတွေမဖြစ်ဖို့တမိုင်းဝင်ပြီးတွင်ကြံရက်မဲ့အစည်းအဝေးတစ်ခုဖြစ်မှာပါလို့ယုံကြည်ကြောင်းရုရှားအနေနဲ့လည်းသူ့လို ခံယူလိမ့်မယ်လို့ယုံကြည်ကြောင်းရေးသားထားပါတယ်။အခုလိုသမရထရမ်နဲ့ဇလန်စကီတို့ ပြန်တွေ့ခွင့်ရတာကတော့ပြီးခဲ့တဲ့ဖေဖော်ဝါရီ2025အကုန်ပိုင်းမှာ ဇလန်စကီဟာတမရထရမ့်ရဲ့အင်ဖြူရောမှာလာတွေ့ပြီးတော့အင်ဖြူရောမှာသူ့အများလက်မခံနိုင်အောင်မချေမငန်းစကားတွေကိုပြောခဲ့လို့တမရထရမ့်ကအင်ဖြူရောကနေနှင်ထုတ်လိုက်ပြီးနောက်အခုပထမဆုံးအကြိမ်ပြန်လည်ပြီးတော့ဒီပုတ်ရဟန်းမင်းကြီးရဲ့အတုဘမှာအမှတ်မထင်ပြန်လည်တွေ့ဆုံကြခြင်းပဲဖြစ်ပါတယ်။တမရထရမ့်ကတော့ရုရှားကတိုက်ခိုက်နေတဲ့ကြားမှာယူကရိန်းနဲ့ဆွေးနွေးပွဲများရခင်လို့မဟုတ်ပဲ တိုးတက်မှုများရှိလာကြောင်းပြောဆိုပါတယ်။ပြီးခဲ့တဲ့တောက်ကြာနေ့နောက်နှောင်းပိုင်းမှာတော့ရုရှားသမ္မတပူတင်နဲ့ US အထူးတန်တမန်စတီဗ်ဝစ်ကော့ဖ်တို့ဟာမော်စကိုမြို့မှာတွေ့ဆုံပြီးသမ္မတထရမ့်ကအကြံပြုလိုက်တာကတော့အခုဆိုရင်ရုရှားသမ္မတပူတင်နဲ့ယူကရိန်းသမ္မတဇလန်စကီတို့တွေ့ဆုံဆွေးနွေးကြရန်အမြင့်ဆုံးအဆင့်ရောက်နေပြီးတော့အချိန်ကောင်းဖြစ်နေပြီဖြစ်ကြောင်းပြောလိုက်ပါတယ်။အဲ့ဒီလိုတွေ့ဆုံပြီးရင်တော့ ဒီစစ်ပွဲရပ်တန့်သွားမှာပါလို့သူက X media မှာရေးသားလိုက်ပါတယ်။တစ်ဆက်တည်းမှာပဲတမရထရမ့်ကသူ့ရဲ့ post မှာရေးသားထားတာကတော့သူနဲ့ဇလန်စကီတို့အတွေ့အုံဆွေးနွေးပွဲမှာအဓိကအချက်အလက်များဆွေးနွေးပြီးဆွေးနွေးပြီးပါပြီ။သွေးထွက်တန်ရုံမှုတွေရပ်တန့်လိုက်ကြပါဒီရက်ဆက်ကြမ်းကြုတ်တဲ့စစ်ပွဲအဆုံးသတ်အောင်အဆင်ပြေချောမွေ့အောင်မိသည့်နေရာမဆိုး American အစိုးရအနေနဲ့တွားရောက်ဖို့အဆင်သင့်ဖြစ်နေကြောင်း ဇလန်စကီနဲ့တွေ့ဆုံမှုပြီးနောက်နေ့စနေနေ့မှာယူကရိန်းရဲ့လူနေအင်ဂျီတွေကိုရုရှားအနေနဲ့ဒုံးကျည်တွေနဲ့မလို့အပ်ပဲပြစ်ခတ်မှုများရှိခဲ့ကြောင်းအဲ့ဒါကိုကြည်ကျင်းအဖြစ်ရုရှားဟာဒီစစ်ပွဲကိုရပ်တန့်လိုစိတ်မရှိပဲငါကိုသူ့နိုင်ငံအပေါ်ဗန်လုပ်ငန်းတွေတံခတ်အေးအေးယူပေးဖို့ဒါမှမဟုတ်စီးပွားရေးပိတ်ဆို့အေးအေးယူမှုတွေကိုဒုတိယအဆင့်တိုးမြှင့်ပိတ်ပင်ဖို့လက်တိုးလက်တူဖြစ်နေပါတယ်လို့ပြောပါတယ် ဒီစစ်ကြောင်းတည်ဆုံးသွားရတဲ့လူတွေလည်းမနှဲတော့ဘူးလို့သူကမီဒီယာမှာထရမ့်ကရေးသားလိုက်ပါတယ်။ဇလန်စကီနဲ့သူ့ရဲ့ဇနီးဟာဆိုရင်လည်းအဲ့ဒီအတုပါမှာသမရထရမ့်လိုဇနီးမောင်နှံနဲ့လူ9ယောက်လောက်ခြားတဲ့ခုံမှာထိုင်နေခဲ့ပါထိုင်နေခဲ့ပါတယ်။သမရဟောင်းဂျိုးဘိုင်ဒန်နဲ့ဇနီးတို့ဟာလည်းသူတို့သမရနှစ်ဦးစုံတွဲခုံတန်းရဲ့နောက်လေတန်းမြောက်လောက်မှာ ရှိနေတာကိုသတင်းမှတွေ့ရပါတယ်။ သမ္မတထရမ်ဟာအခုလိုဇလန်စကီကိုလက်ခံစကားပြောခြင်းဟာသူ့ရဲ့အင်ဖြူတော်မှာလာရောက်ရိုင်းဆိုင်မှုကိုခွင့်လွှတ်ခဲ့တာလည်းဖြစ်ပြီးပြင်သစ်သမ္မတအမ်မနျူဝဲမက်ခရွန်ရဲ့အင်္ဂလန်ဝန်ကြီးချုပ်ခီယာစတာမာရိုစသဖြင့်ဥရောပသမ္မတရဲ့ခေါင်းဆောင်ပိုင်းတွေကလည်းရုရှားနဲ့ယူကရိန်းစစ်ပွဲငြိမ်းချမ်းရေးမှာသမ္မတထရမ်ရဲ့ဖြည့်ရှင်းပေးမှုဟာတကယ်မရှိမဖြစ်လို့အကြောင်းဝိုင်ဝန်းတိုက်တွန်းကြတာကြောင့်လည်းပါဝင်တယ်လို့အင်ဖြူတော်က သတင်းထုတ်ပြန်ပါတယ်။ယူကရိန်းနိုင်ငံရဲ့သတင်းတွေကလည်းသူတို့ရဲ့သမရနဲ့ထရမ်တို့တွေ့ဆုံဆွေးနွေးခဲ့ကြတဲ့သတင်းဓာတ်ပုံတွေကိုလည်းနိုင်ငံပိုင်းမီဒီယာတွေမှာထုတ်ဖော်ရေးသားထားကြပြီးတော့ယူကရိန်းနဲ့ရုရှားစစ်ပွဲအဆုံးသတ်ရေးအတွက်အမေရိကအနေနဲ့အစွမ်းကုန်ကူညီပါရန်ရေးသားတောင်းဆိုထားတာတွေလည်းတွေ့ရှိရပါတယ်။ကျေးဇူးတင်ပါတယ်ခင်ဗျာဒီနေ့သတင်းကတော့ဒီလောက်ပါပဲ။နောက်နေ့တွေမှာလည်း အမေရိကရဲ့တရင်အမှန်များကိုစူးစမ်းပြီးတင်ဆက်ပေးသွားမှာဖြစ်လို့ကျွန်တော်တို့ရဲ့999 Permis USA News YouTube Channel လေးကိုတိုင်းနဲ့တက်ခရင် Like and Subscribe လုပ်ပေးခဲ့သွားပါ So please take care of yourself and each other bye bye